ရော်နီကရော်နီတို့ကိုမုန်းနေလေလားအားလုံးမဲ့မင်္ဂလာပါဗျာမန်ချက်စတာဖူဘောဆိုတာနေတင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်ကံတော်ဝင်ကြီးတွေအကြောင်းပြောကြမယ်ဆိုရင်တော့ဝဲရော်နီနဲ့ခရစ်စတီယာနိုရော်နီတို့ကချမ်းရထားခဲ့လို့မရတဲ့ကစားမကြီးနှစ်ယောက်ဖြစ်ပါတယ်ဒီလိုနှစ်ယောက်ကဇာယလက်ဖာဂူဆန်ကရဲ့အကောင်းဆုံးစိတ်ပိုင်းတစ်ခုဖြစ်ခဲ့ပြီးတော့အောင်မြင်မှုအတွက်အထွတ်ထိပ်လည်းရရှိခဲ့ကြပါတယ်ဒါမဲ့မီဒီယာတွေကတော့ရော်နီကရော်နီတို့ရဲ့အောင်မြင်မှုအပေါ်မှာမနာလိုစိတ်ဖြစ်ပေါ်နေပြီးတော့တမင်တသက်ဝေဖန်လီကံကြီးတွေလှုပ်တက်တယ်လို့យေတာထားကြပါတယ် ရော်နီကိုပုံဖော်ရမှာလဲရော်နီတို့ပျက်စီးရပျက်စီးကြောင်းကိုအမြဲတမ်းကြံနေတဲ့သူတယောက်ဖြစ်ပုံဖော်ရေးသားထားကြပါရင်ဒီနှစ်ပိုင်းနေမှာလဲရော်နီနဲ့ရော်နီတို့ကတယောက်ကိုတယောက်ဝေဖန်တက်ကြသလိုမထီတထီတိုက်ခိုက်တက်ကြတဲ့စကလုံးတိုက်ပွဲကြီးလဲပြုလုပ်တက်ကြတာကြောင့်အဲ့ဒီသတင်းတွေကပုံပေါ်ခိုင်မာလာခဲ့ပါရင်ဒီခါတော့ဝဲရော်နီကသူနဲ့မန်ချက်စတာယူနိုက်တက်အသင်းပေါ်ဟောင်းခရစ်စတီယာနိုရော်နီတို့ရဲ့ဆက်ဆံရေးအကြောင်းအမှန်တိုင်ဖွင့်ဟပြောလာခဲ့ပြီးတော့မီဒီယာတွေကဖော်ပြချက်တွေနဲ့ကန့်ညီမှုရှိမရှိပြောပြလာခဲ့ပါရင်ဒါပြင်ရော်နီကမက်ဆီနဲ့ရော်နီတို့ ဘသူကကုန်လဲဆိုတဲ့ပုံမှာလည်းသူ့အမြင်ကိုထပ်ပြီးတော့ပြောပြလာခဲ့ပြန်ပါတယ်။ရော်နီနေရိုတို့ကအောင်မြင်ဆုံး Queen Partner တွေကတတွဲဖြစ်ကြောကြတာဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့အမြင်မတူသဘောထားကွဲကြတာတွေပေါ်ပေါက်လာခဲ့ပါတယ်။နောက်တစ်ဆန့်နဲ့မှာတော့ရော်နီက Manchester United ကိုဒုတိယအကြိမ်ရော်နီကိုပြန်ရောက်လာတော့တငယ်ချင်းဟောင်းရဲ့အပြုအမူတွေနဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပို့ပါတယ်။ရော်နီတို့ကတော်တန်ဟန်နဲ့ပွဲမှာဝင်ကစားဖို့ညှင်းဆန်ပြီးတော့အမြင်တွေကိုဝင်သွားတော့ရော်နီကဒါကလက်အသင့်မခံနိုင်စရာစိတ်အနှောက်အယှက်ဖြစ်စရာလို့မှတ်ချက်ပေးခဲ့ပါတယ်။ ရော်နီဟိုကလည်းရော်နီရဲ့ဝေဖန်မှုတွေကိုငြင်းခံမနေခဲ့ပါဘူး။ရော်နီဟိုကရော်နီရဲ့ကစားမဘွားဆော့ဆော့စီစီအဆုံးတက်ခဲ့ရတာကိုပြန်လည်မှတ်ချက်ပေးခဲ့တယ်လို့ရော်နီရဲ့အဝလွန်နေတဲ့ပုံစံကိုလည်းလူသိရှင်ကြားပြန်လည်ဝေဖန်လိုက်ပါရီ။ PS Morgan ရဲ့အင်တာဗျူးမှာရော်နီဟိုကရော်နီဘာကြောင့်သူ့ကိုဒီလောက်ပြင်းပြင်းထန်ထန်ဝေဖန်နေရလဲဆိုတာမသိကြောင်းပြောပြလာခဲ့ပါရီ။ဖြစ်နိုင်တာကတော့ရော်နီကကစားမဘွားဆော့ဆော့အဆုံးတက်သွားရပြီးတော့သူကတော့ထိတ်တန်းအဆင့်မှာကစားနေသေးလို့ဖြစ်နိုင်တယ်လို့လည်းရော်နီကမှတ်ချက်ပေးခဲ့ပါရီ။ ရော်နီယိုကသူဟာရော်နီထက်ကြီးကောင်းနေတယ်ဆိုတာကလည်းတေချာနေရဲ့အမှန်တရားဆိုပေမဲ့ဒီလိုစကားကိုတော့မပြောချင်ဘူးလို့လည်းရော်နီကိုညာနာလေးနှက်ပေးလိုက်ပါသေးတယ်အခုတစ်ခါကတော့ရော်နီရဲ့လက်ဖြစ်ပြီးတော့အင်္ဂလန်သားကရော်နီကိုသူ့ဘလို့သဘောထားလဲဆိုတာရှင်းပြလာပါတယ်။ရော်နီကဒီပတ် Rio Ferdinand နဲ့ podcast ကိုရောက်ရှိလာခဲ့ပြီးတော့ဒီအကြောင်းကိုပြောပြသွားခဲ့တာပါ။လူကြီးကကျွန်တော်ရော်နီကိုမုန်းနေလို့ထင်ကြပါတယ်။ကျွန်တော်ကသူ့ကိုချစ်ပါတယ်။သူကလုံးဝကိုပါမရှင်တယောက်ဖြစ်တယ်လေကျွန်တော်ကထင်ပါတယ်။သူလုံးနေတာတွေကအမှန်မှန်ပါပဲ။သူနဲ့ကျွန်တော်ဘယ်လောက်ကြီးရင်းနှီးခဲ့ကြလဲဆိုတာလူတွေမေ့နေကြတာထင်ပါတယ်။ ကျွန်တော်ကမက်ဆီကရော်နယ်ဒိုထက်ပိုကောင်းတယ်လို့ပြောလိုက်တာနဲ့လူတွေကကျွန်တော်ခရစ္စတီယာနိုကိုသဘောမကျဘူးလို့ထင်သွားကြပါလိမ့်။ယူရိုသားသားပြောရရင်တော့ဒီနှစ်တည်းအတွင်းမှာကျွန်တော်စဉ်းစားနေကြတာခင်ဗျားတို့ဒီလား။နောက်ကြောင်းပြန်ကြည့်လိုက်မယ်ဆိုရင်အကောင်းဆုံးကခရစ္စတီယာနိုဖြစ်နိုင်တာပဲ။ဘာဖြစ်လို့လဲဆိုတော့သူကရှေ့ဆက်နေလို့ပါ။ကျွန်တော်ကမက်ဆီကိုတကယ်သဘောကျပါတယ်။သူကစားတာကိုကြည့်ရတာကလည်းသဘောကျပါတယ်။အဲဒါကြောင့်လေကျွန်တော်ကမက်ဆီကစားတဲ့ပုံစံကိုနည်းနည်းပိုသဘောကျတယ်လို့ကစားမားတွေကိုကြော်ဖြတ်တဲ့ပုံစံကိုလည်းပိုသဘောကျတာပါလို့ရိုနီကရှင်းပြခဲ့ပါတယ်။ ရော်နီကရော်နယ်ဒိုရဲ့လက်ရှိစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့လည်းပြည့်ပြည့်စုံတဲ့ပါမီရှင်လို့ချီးကျူးခဲ့ပါတယ်။ရော်နယ်ဒိုကမကြသေးခင်တုန်းကအသက်40ပြည့်သွားခဲ့ပြီဆိုပေမဲ့သူ့လုံနေတာတွေကအန်ဟောစရာကောင်းနေတော့မှာပဲ။အဲဒါကြောင့်လည်းရော်နီကရော်နယ်ဒိုကိုလေးစားဂုဏ်ပြုနေပါတယ်။ဒီချိန်တွေက fair play ဖြစ်ပြီးတော့ရော်နီကမကောင်းကြောင်းတခွန်းတောင်မပြောနိုင်တော့ကြောင်းလည်းရော်နီကပြောသွားခဲ့ပါတယ်။ရော်နီပြောတဲ့အချိန်မှာရော်နယ်ဒိုကတော့ဒီတက်ရွယ်မှတောင်မှအထိတ်တန်းကစားမှတယောက်ဖြစ်နေတော့မှာပဲ။ရော်နယ်ဒိုကလာမယ့်နေရာဒီမှာပေါ်တူဂီသင်းကိုဦးဆောင်ပြီးတော့2016ကဘာဘလာကိုရယူသွားနိုင်မှာလားဆိုတာ ဇက်လက်ပြတော့အကြောင်းကြည်သွားမှာဖြစ်ပါရိမ့်မယ်။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါရိမ့်မယ်။